လူတိုင်းလူတိုင်းဟာအရင်ဤဆုံးအခင်ဆုံးအချစ်ဆုံးတငယ်ချင်းမိတ်ဆွေတွေရှိကြပါတယ်အဲ့တော့ကျွန်တော်တို့မိတ်ဆွေဖွဲ့ခြင်းမှာ friendship တငယ်ချင်းကိုဘာနဲ့တိုင်းထွာပြီးတဲ့နောက်မိတ်ဖွဲ့လဲဒီနေ့သခင်ဖျားကတော့သူပေးတဲ့ friendship ရဲ့တကယ်မိတ်သဟာယဖွဲ့ခြင်းရဲ့စံချိန်စံနှုန်း ကျွန်တော်တို့လောကနဲ့မတူသလိုပဲတွေ့ရတယ်။ငါပြည့်ညတ်တဲ့အတိုင်းလှုပ်တဲ့သူကငါရဲ့မိတ်ဆွေဖြစ်တယ်တဲ့။အဲ့တော့စဉ်းစားကြည့်လို့ရှိရင်တဖက်သက်ကြီးမဖြစ်နေဘူးလား။သူခိုင်းတဲ့မြတ်သူ့ကိုကျွန်းတော်နာခံပြီးတဲ့နောက်အလိုတော်အတိုင်းပါလိုတော်အတိုင်းပါအမြဲတမ်းကောင်းကြီးပြီးတဲ့နောက်လိုက်ဆောင်ရွက်နေလို့ရှိရင်တော့ရေရှည်မခံတော့ဘူးထင်တယ်။မိတ်ဆွေဖွဲ့ခြင်းမှာ ငါလည်းမင်းအတွက်ရှိတယ်လို့မင်းလည်းငါအတွက်ရှိပြီးမှဒါကိုပဲကျွန်တော်တို့ကမိတ်ဆွေလို့ခေါ်တာကိုလိုအပ်တဲ့အချိန်မှာရှိနေတဲ့အခါကိုအကူအညီလိုတော့ရှိရင်ဖြည့်စွမ်းပေးတဲ့အခါဒါမှသခင်ဘုရားကဟမ်ဟမ်ငါပြည့်ညက်တဲ့အတိုင်းလှုပ်တဲ့သူကငါမိတ်ဆွေတပါလဲဘာသဘောလဲဘာကြောင့်သူအဲ့ဒီလိုစံချင်းစံလုံးပြောထားတာလဲပေါ့ဘုရားရှင်က ကျွန်ုပ်တို့တွေကို तू ပြည့်ညတ်တဲ့အရာတွေ तू အကြံပေးတဲ့အရာတွေလာမကောက် तू အမိတ်ပေးတဲ့အရာငါအလိုရှိရဲ့ငါမင်းတို့ကိုပြည့်ညတ်တဲ့အတိုင်းသာလုပ်အဲ့ तू အလိုကကျွန်တော်တို့ကိုပျက်စီးခြင်းဘယ်တော့မှမပို့ဆောင်ဘူးဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့အတွေ့အကြုံတွေကိုပြန်စမ်းသပ်ရင်သိနိုင်တယ်ဖခင်ပြောသမျှကိုကျွန်တော်တို့လုပ်လို့ရှိရင်ဘယ်နှခါမှားမလဲအပြစ်တွေကိုဘယ်လိုရောက်ပါလဲ စိုးကျိုးဆိုတဲ့ရလက်ကိုကျွန်တော်တို့တွေ့ရမှာမဟုတ်ဘူး။ဒါကြောင့်ငါရဲ့အလိုအတိုင်းငါဆန္ဒအတိုင်းငါပြောသမျှအတိုင်းလုပ်ပါ။ Holy will ။အဲအရာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်မိတ်ဆွေစစ်မိတ်ဆွေကောင်းဘဝမှာရတယ်လို့ဖရားရဲ့တကယ်မိတ်ဆွေ အစင်မှန်ဖြစ်မယ်။တရားသခင်ဖျားဟာကျွန်တော်တို့ရဲ့မိတ်ဆွေဖြစ်တယ်လို့ပြောတဲ့အခါမှာအဲသူ့အကြောင်းကိုသိတယ်သူ့ကိုသိတယ်သူ့ကိုယဉ်ဤလာပြီးတဲ့နောက်သူ့အလိုအတိုင်းအသက်တာကို ရှင်သန်တဲ့အခါမှာကျွန်တော်တို့ကောင်းမြတ်တဲ့အသီးအပွင့်တွေကြီးပဲရတာအထူးသဖြင့်ချစ်ချင်းမြတ်တာပါဘာဖြစ်လို့လဲသူ့အလိုဆန္ဒကကျွန်တော်တို့ကိုငရေကြဖို့ ျက်စီးစေဖို့မဟုတ်ဘဲနဲ့အသက်ကိုကယ်တင်ဖို့အသက်ကို ရှင်သန်စေဖို့ရှင်သန်နေတဲ့အသက်ကိုပို့ပြီးတော့ပြေဝဆုံးလင်လာစေဖို့ဒါရှင်ရောင်းအခန်းကြီး30ငွေ30မှာငါလာတာဟာသူတို့တွေအသက်နဲ့ပြေဝဖို့အဲ့ပြေဝတဲ့အသက်တာက ပို့ပြီးတော့စုံလင်စေဖို့ဖြစ်တယ်။ဒါကြောင့်ဖရားရဲ့အလိုဖရားရဲ့ပြည့်ညက်ကကျွန်တော်အားလုံးအတွက် တကယ်မိတ်ဆွေစစ်မိတ်ဆွေမှန်တူမှရှိရတဲ့အရာဘာရဲလဲတပားသူကိုမနာလိုခြင်းတွေမရှိတော့ပျက်စီးလိုတဲ့စိတ်စိတ်ကူးစိတ်တန်းတွေမရှိတော့မကောင်းတဲ့အတွေးတွေမကောင်းတဲ့ခံစားချက်တွေနဲ့ချင်းကက်တဲ့ပုံစံမဟုတ်တော့ငါသူ့အတွက်ဘာကောင်းရကောင်းကျိုးလေးလုပ်ပေးရမလဲဆိုရက်အမြင်ပဲရှိတယ် အဖွဲစည်းတွေအတိုင်းဝိုင်းတွေအတွက်လည်းထုံနည်းတူစာပဲစိတ်ဝမ်းကွဲစေဖို့မဟုတ်ဘူး။ကွဲပြားနေတဲ့မိโกမောင်နှမတွေကို ပြန်ပြီးတော့စီးလုံးအောင်လှုပ်ပေးခြင်း။ဒါပြင်မိမိကအနစ်နာခံပြီးတဲ့နောက်ပေးဆက်တဲ့ selfless sacrifice ကိုကိုကိုအတ္တမမက်ဖဲနဲ့အတ္တမဆွဲဖဲနဲ့ ့ဩငါညီကိုမောင်နှမတွေငါရဲ့မိသားစုငါအတိုင်းဝိုင်းကိုဘလို့အကျိုးပြုရမလဲဆိုရဲလွတ်မြောက်တဲ့စိတ်လွတ်လပ်တဲ့စိတ်ညစ်မြတ်တဲ့စိတ်ထားနဲ့အတွေးအသည့်အမြင်အသည့်နဲ့လှုပ်ဆောင်တဲ့ပုဂ္ဂိုလ်တကယ်စစ်မှန်တဲ့မိတ်ဆွေဖြစ်ပါရဲ့ဒါကြောင့်ဘုရားရှင်ကအခုရဲ့မိတ်ဆွေကို ကိုအသက်ပေးပြီးတဲ့နောက်စွန့်ပြီးတော့ချစ်တဲ့အချစ်ထက်ဗမာကြီးမြတ်တဲ့အချစ်ရှိအောင်ပါလေဒါကိုကျွန်တော်တို့ပထမကျမ်းစာမှာလည်းတွေ့ရပါတယ်အတိုင်းဝိုင်းအဖွဲ့စည်းနဲ့နေထိုင်ကြတဲ့ယုံကြည်သူတွေကြားထဲမှာဟောအရင်ရှေးဦးရှေးဆွဲငယ်ငယ်တည်းကဂျူးတွေစံတိုင်းတရားကိုလိုက်ကျင့်ခဲ့တယ်အဖွဲ့အစည်းတွေရှိသလိုအခုမှဘာသာ ဝင်လာပြီးတဲ့နောက်ပြောင်းလဲလာတဲ့လူသစ်တွေလည်းရှိလာတဲ့အခါမှာသူတို့လည်းထုံနီးတူစွာပဲကိုယ့်ရဲ့ယဉ်ကျေးမှုအလိုက်ထုံတန်းစင်လာအလိုက်ဆွဲနေတဲ့အဆွဲတွေကိုဖြတ်ဖို့လဲခက်တယ်ဆိုတာကိုကျွန်တော်တို့နားလဲအဲ့ဒီခါကျတော့နားလဲမှုတွေနှစ်ဖွဲ့ကြားထဲမှာဖြစ်ပေါ်လာတယ်တင်းမာမှုတွေရှိလာတယ်ရှုပ်ထွေးမှုတွေရှိလာတယ်ဒါနဲ့ဒီမှာကျွန်တော်တို့ဂျေရုဇလင် ကောင်စီလို့ခေါ်တဲ့အစည်းအဝေးကြီးလုပ်ခဲ့ကြတယ်။ဆွေးနွေးတိုင်ပင်ကြတယ်။တို့တွေဘယ်လိုရှင်းကြမလဲ။ဒီပြဿနာဒီအခက်ခဲကိုဘယ်လိုကြော်လွှားကြမလဲဆိုတာနှိတ်ကွတ်တဲ့ပုံစံနဲ့မရှိဘူး။အတချို့သောသူတွေကတော့မဟုတ်ဘူးတို့လိုပဲမင်းတို့လည်းလိုက်ကျင့်ရမယ်အရေးပြားလှီးချင်းကို ခံရမယ်ဒါမှကဲတင်ချင်းရမယ်အဲ့ဒီခါကျတော့ပို့ပြီးတော့မခက်ပေဘူးလား အဲဒါကြောင့်ဘလို့တွေသူတို့ဆူတောင်းကြလဲဝိညာဉ်တော်ဖျားစီမှာဆူတောင်းတယ်အချင်းချင်းတိုင်ပင်ဆွေးနွေးတယ်ဆိုတာ dialogue တယောက်ရဲ့အပံကိုတယောက်နားထောင်ခြင်းမှာဝိညာဉ်တော်ရဲ့အပံကိုကြားရတယ်ရံဖြစ်ဖို့တော့မဟုတ်ဘူးစိတ်ဝမ်းကွဲဖို့မဟုတ်ဘူးတယောက်နဲ့တယောက်အနိုင်တဲ့ရယူလို့တဲ့စိတ်ကြောင့်မဟုတ်ဘူး မိတ်ဆွေစင်မိတ်ဆွေမန်မိတ်တဟာယဖွဲ့ပြီးတဲ့နောက်ဖယားကိုဗဟုပြုတဲ့တွိတ်ဆုံဆွေးနွေးခြင်းရဲ့ရလတ်မှာနောက်ဆုံးဆုံးဖြတ်ချက်အမှန်ကန်ချနိုင်တယ်မင်းတို့အတွက်ဝန်တော့ဝန်ပေါ်မဖြစ်စေရဘူးအဓိကကြတဲ့အရာတွေကိုပဲမင်းတို့လိုက်နာရင်ရပြီဘာတွေလဲ အောက်တွေပါတော့ကျင့်စဉ်မှလွဲ၍အခြားလေးလံသောဝန်ကိုသင်တို့အပေါ်သို့မတင်ကြရန်တန်ရှင်သောဝိညာဉ်တော်နဲ့ငါတို့ဆုံးဖြတ်ခဲ့ကြရယ်အဲ့ဒါပါတွေလေရုပ်ထုရှိမှပူဇော်ထားတဲ့ရစ်ကောင်တွေတွေးတယ်လေဝိညာဉ်ပြီးသတ်ထားတဲ့တရိษံတွေကာမဂုဏ်လိုက်စားခြင်းတွေရှောင်ကျဉ်ရပါပြီမှန်တဲ့အကျင့်ကိုကျင့်ပါကျမ်းမှာရှင်လန်းကြပါစေ အဲ့ဒါဒီမိတ်ဆွေကောင်းမိတ်ဆွေစစ်တို့ရဲ့အတိုင်းအဝိုင်းမှာထားတဲ့စိတ်တက်နဲ့ကျွန်တို့ပို့ပြီးတော့ကောင်းတဲ့ဆုံးဖြတ်ချက်ကို ဖရာဘဟုပြုပြီးဒါကြောင့်တကက်စစ်မှန်တဲ့မိတ္တဟယဖွဲ့ခြင်းဟာ ဖရာရဲ့အလိုတော်အတိုင်းအသက်တာရှင်သန်ခြင်းပါဒါကြောင့်ဖရာရဲ့မိတ်ဆွေဖြစ်လာသလိုတရားမြတ်တာခြင်း တကယ်တဦးနဲ့တဦးကိုချင်းစာနာပြီးတဲ့နောက်ဖခင်ကျွန်ုပ်တို့ကိုဘယ်လိုချစ်လဲ love one another as i love you as i love you ငါချစ်တဲ့ကဲ့သို့အဲ့တော့နေစဉ်ဖခင်ကိုကိုဘယ်လိုချစ်လဲဆိုတာကိုကျွန်တော်သိလာတာနဲ့အမျှခံစားရတာနဲ့အမျှမိမိလည်းပြောင်းလဲခြင်းရှိလာပြီးတဲ့နောက်ကိုနီနာပဝင်းကျင်မိသားစု ိတ်ဆွေအားလုံးကိုစစ်မှန်တဲ့ချက်ချင်းနဲ့မိတ်ဖွဲ့နိုင်မယ်မိတ်သာဟာရပြည့်ုံသာ မကယုံကြည်သူအတိုင်းဝိုင်းဖခင်ရဲ့နိုင်ငံတော်ကိုကျွန်တော်တို့အတူတကွစောင့်တည်နိုင်ပါလိမ့်မယ်ကျမ်းသာသူအားလုံးကိုဖြန့်ရှင်ကောင်းကြီးပေးပါစေ